ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတ္တတွေအားလုံးပဲမင်္ဂလာပါ Chelsea တင်းကတော့အခုလက်ရှိ Club World Cup သွားပြိုင်နေတဲ့တိုင်အောင်သူတို့ကတိုက်စင်မှု Christopher Ankuku ကိုရောင်းထုတ်ဖို့ပြင်ဆင်ထားလို့ Nicolas Jackson နဲ့တစ်ဖက်ကဒီ လီယန်ဒီလက်တို့ရှိသည့်တိုင်အောင်သူတို့နောက်ထပ်တောင်ပန်ရောတိုက်စစ်ရောအားကိုးနိုင်မဲ့ကစားမတယောက်သူတို့လိုချင်တယ်ဆိုတော့သူတို့အစိုးရရဲ့ကြီးတဲ့ထဲမှာဂျေဒန်ဆန်ချူထွက်သွားပြီးမီကလိုမိုးတွေ့ဆေးချဖို့တေချာတော့ရှိတဲ့အတွက်ကြောင့်ကလပ်ဖက်ကတောင်ပန်ကစားမတယောက်တော့တေချာဖောက်ဝယ်ပေးမယ်လိုအပ်ရင်တိုက်စစ်ရောတောင်ပန်ရောကစားနိုင်တဲ့ကစားမတွေကိုပါချက်စီဘက်က ခေါ်ယူဖို့ဆန္ဒရှိတယ်လို့ဆိုတဲ့ချက်စီကပြီးခဲ့တဲ့အစောပိုင်းတုန်းကအဲဆီတို့အန်ထွန်ဆမန်ယိုတို့ဂျီမီကင်တက်အပါဝင်တစ်ဖက်ကအာလဟန်ဒိုဂါနာချိုနဲ့မိုဟာမက်ကူဒူစာတဲ့ quality ကစားမတွေအများကြီးချက်စီချိတ်ထားတယ်ဆိုကင်တက်ကတော့ခုဘိုရီရှားဒေါ်မန်နဲ့ချန်ပီယံလိဂ်ဒီကလပ်ဝေါ်ကပ်ကစားနေလို့ပြန်လာမှသူအပြောင်းအရွှေ့ကိုဆက်ပြီးဆွေးနွေးဖို့ရှိတယ်။ဂါနာချိုကိုချယ်ဆီရေးစ်ထဲမှာထည့်ထားပေမဲ့အခုချယ်ဆီကအခုဘရိုက်တန်ရဲ့ တိုက်ချစ်မှုလည်းဖြစ်တောင်ပန်ကစားမှဖြစ်ပါကောင်းကောင်းကစားနိုင်တယ်ဂျွာဖက်ထရူကိုသူတို့ဘက်ကတွားရောက်ချင်းကတ်တယ်အသက်က23နှစ်ပဲရှိတယ်ကစားမရဲ့ contract က2028 ठी brighton နဲ့စာချုပ်ရှိပြီးတော့ဒီကစားမရဲ့လက်ရှိ current market ပေါက်ကြီးကယူရိုတန်90ရှိတယ် brighton ကဒီကစားမကိုရောင်းမယ်ပြောင်းရွှေ့ချေပေါင်တန်း60 ဆိုကျွန်တော်ပေါင်တန်း60ဆိုရင်ဒါလက်ရှိမှာအတင်းတိုင်းစိတ်ဝင်စားတဲ့ဒါ Brighton ရဲ့ဒီတိုက်စစ်မှုကတန်း60ဆိုအနည်းဆုံးတော့ဒါ Euro အားဖြင့်ဒါဘယ်လိုပြောမလဲပေးတက်ဒီခြေနှက်လောက်တဲ့ Euro တန်း80ဆိုတော့ Brighton ဘက်ကဒါ Joao Petro ကို through back က Euro တန်း80ပေါင်တန်း60ရရင်ရောက်မယ် Newcastle United က Callum Wilson ပဲဖြစ်ဖြစ် အာဇနာအစ်စတာပဲဖြစ်ဖြစ်တယောက်ယောက်တွေအစားထိုးဖို့အတွက်ဂျောက်ဘတ်တိုကိုတောက်လျှောက်လိုက်တဲ့အချိန်မှာချက်စီကတော့23နှစ်သားဘရာဇီးကစားသမားရဲ့အေဂျင့်ဖြစ်သူရောဘရိုက်တန်ကိုပါဆက်သွယ်ထားပြီးတော့ဂျောက်ဘတ်တိုကိုလိုချင်တဲ့ညူကာဆယ်ကိုကြောပြီးတော့သူတို့ခေါ်ဖို့ဆန္ဒပြဝရှိကြောင်းဖာဘီစီယိုမှာဖော်ပြထားတယ်ဆိုတော့အာစပယ်ကချက်စီကသမားတွေကိုတောက်လျှောက်စိတ်ဝင်စားလို့ဘရိုက်တန်အသင်းရဲ့ကစားသမားတွေကိုလည်းချက်စီကလည်းအမတန်စိတ်ဝင်စားတယ်ဘရိုက်တန်ရှိကနေတယောက်ပြီးတယောက်ခေါ်ရင်လည်းအခုဆိုရင် မာကူကူရီလာရောက်တယ်နောက်ခိုင်စီတို့ရောက်တယ်အခုနောက်ထပ်တယောက်ထပ်လာဖို့ရှိတယ်23နှစ်သားကိုချဲစီဘက်ကတကယ်ကိုမိန်တာကက်ဖြစ်ထားတယ်အဓိကတော့ရှင်းနေဒီစားမကနံပါတ်10ရူမာရောပြီးတော့အဲ့ left channel မှာရော striker position ရောသူ့ကိုသူ့ရဲ့ main position က striker လို့ပြောတယ်ဒါပေမဲ့သူကအဲ့ဘယ်မှာရော force number 9ရောနောက် center forward ရောအကောင်းကောင်းကစားနိုင်တဲ့ attacking midfielder ပါ ဆိုတော့အဲ့12ဘတ်ထူကိုချယ်ဆီကတွားရောက်ဆက်သွဲပြီးတော့ယူကာဆယ်ကိုကျော်ပြီးတော့ခေါ်ခြင်းနဲ့ဒီနာမှာချယ်ဆီဘက်ကဂျင်မီဂင်ဒစ်ကိုလည်းတောက်လျှောက်ဆက်သွဲနေပြီးတော့အဆက်သွဲမပြတ်ပဲ club world cup အပြီးမှာခေါ်ချင်တယ် chelsea ဘက်ကယူရို60လောက်ထိပေးဖို့ကြိုးပမ်းပေမဲ့အိုက်ပြောင်းရွှေ့ကပြီးခဲ့တဲ့ club world cup မတိုင်ခင်ဆယ်ရက်အတွက်မှာပြတ်သွားတယ်ဒါလက်ရှိမှာ borussia dortmund ကတော့သူတို့ကစားပွဲကို90လောက်ထိလိုချင်တယ် chelsea ကဆော်ဘန်တုံးက90လောက်ထိတိုးပေးတယ်60ရတော့စဉ်းစားနေတဲ့အချိန်60လဲပေးပေါင်းပေးနိုင်မယ်ဒါပေမဲ့ dortmund ကသူတို့ကစားပွဲကိုအခုလောလောဆယ်ရောင်းဖို့အစီအစဉ်ရှိပြီမဲ့ညရအတိမရောင်းနိုင်တော့ chelsea ကအခု အိုက်ဇာမားကိုဆင်းထဲမှာထည့်ထားတယ်။သူတို့နောက်တစ်ယောက်ထည့်ထားတာကမော်မက်ဂူဒူးပေါ့လေ။အိုက်ဇာမားကိုလည်းသဘောကျတယ်။အသက်20ရွယ်ရှိတဲ့အင်္ဂလန်ကစားမဂျီမီကင်ဒက်စ်ထက်ပိုပရီးမီးယားလိအတွေ့အကြုံရှိပြီးတော့24နှစ်ရွယ်ရှိတဲ့မော်မက်ဂူဒူးကချယ်ဆီတို့ကနောက်ထပ် option ဘယ်ညာတောင်ပိုင်းနှစ်ဖက်လုံးကိုကစားနိုင်တဲ့တကယ့် powerful wingers တယောက်ဖြစ်တယ်။တကယ်လို့သူတို့ဘက်က okay Joao Petro ရောဂူဒူးကိုရမယ်ဆိုရင်တေးချတယ်။သူတို့ဘက်ကတေးချပေါက်ကစားမပြောင်းရောင်းနဲ့ ပြန်ရောက်မှုရှိတယ်ဒါအခုအဲဆိုရင်ခရစ်စတိုဘာအန်ကူကိုတွက်ပြီးနော်နီမာတူဝီကေနော်နီမာတူဝီကေဆိုရင်ကုလလော့ဆက်ပါအာစနယ်နဲ့သင်းထွက်နေတယ်ဆိုတော့ချက်စီကအတက်ကင်ပိုင်းတွက်တော့ဂျောင်းဖက်ထရိုနဲ့မော်မက်ကူဒုစ်ကေဂျီမီကင်တက်စ်ကေအာလဟန်ဒိုကာနာချူရိုကိုတောက်လျှောက်ထည့်ထားပြီးတော့ဂျောင်းဖက်ထရိုကိုစတင်ဆက်သွဲဆွေးနွေးနေပြီဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်